အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့စာရေးဆရာမကြီးခင်ဆွေဦးရီသားထားတယ်ဘုံလဲတခွင်းဆိုတဲ့ဝိတုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဒီဝိတုလေးကိုတော့1962ခုဇန်နဝါရီလတော့သွေးတောင်မဂ္ဂဇင်းမှာဖော်ပြခဲ့တာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးရှင်ဘုံလဲတခွင်းအခန့်တကျမသည်အိမ်ကောင်းရင်မှငပြောပေများကိုဘရေးပေါင်းမှပြီးမောကြည့်ရှုနေမိတယ် ညာရီအောင်စိမ့်ဖန့်သောမပြောရွယ်များမှာမတစ်တနီကလိုပင်မိုးရေဆဲများတွဲလဲခိုခဲ့သေးတယ်။ရခုံမုံနင်းငွေရေဆဲများပက်ပြန်းကစိမ့်အောင်တောက်ပနေပြန်နေ။ရာမကြမီငပြောပင်တို့သည်ရိယာတီဤနေချိန်အောက်တွင်ညှိုးချော်လေအောင်မေ။ငပြောပင်ကလေးများသည်ရာတီသုံးမတို့ဤတံကိုခံရင်အသွင်အပြင်ပျောက်စမြဲဖြစ်တယ်။ဤကအချိန်တည်း တိတန့်ခြင်းမရှိသောသဘောကိုပြတယ်။ကြောင်းလဲခြင်းမတိမြဲခြင်းတို့သည်ကဘာဤမိယာမာတရားများဖြစ်တယ်။အခန်းနှင့်လေးလေကပင်ကိုကျော်စွာတယောက်နှင့်မျိုးရဲတွင်စုံမိကြသည်တယ်။ကိုကျော်စွာနှင့်ကျမတို့ကွဲကွာသွားခဲ့သည်မှာချောင်းနှစ်ခန့်ရှိပြီထင်တယ်။လောကဲ့သို့ချောင်းနှစ်ကကိုကျော်စွာနှင့်ယခုကိုကျော်စွာမှာအသွင်အပြင်အားဖြင့်အခြားကြီးခြားခဲ့လေပြီ။ဟိုတော့ကကိုကျော်စွာမှာ ပိမ့်ပိမ့်ပပမွန်းွယ်လေးဖြစ်တယ်။စိတ်နုလူနုဖြစ်တဲ့ဖြစ်သူ့ကိုကြည်ရသည်မှာအမြဲတမ်းတိမ်တိမ်မွန်းမွေလေးဖြစ်ခဲ့ပေရဲ့။ပြီးနောက်ကြောစွာအမြင်နဲ့အလုံးလှပတိမ်မွေနင်းနေသောကြပြလေးများကိုတီကုံဖွင့်ရွက်တတ်သောကြပြဆရာလေးလည်းဖြစ်ခဲ့ပေရဲ့။သူရန်ကုန်ကျောင်းသားဘွားတော်ကစစ်ပီးခဲ့မဂဇင်းဂျာနယ်များတွင်သူဤကာယံစကလုံးများကိုတွေ့ရတတ်ပေရဲ့။ အလိုဆင်မကြီးပါလားဟင်ရှင်ရှင်ကိုကြောက်ချင်မဟုတ်လားအမလေးဟုတ်ပါရဲ့ဗျတရေချောက်တာမဟုတ်ပါဘူးပြူတူပြက်တဲ့ကြည့်နေပါနဲ့ရှင်ကြည့်ရတာတိတ်ပြောင်းလဲတာပဲအရင်တုန်းကနဲ့ဆိုရင်တခြားစီပဲရုပ်တရေဆိုတော့ကျမအံ့ဩသွားတာပေါ့အရင်ကညူညူဆိတ်ဆိတ်အသားရည်သည့်ပို၍ညူရည်နေတယ်ပျော်ပြောင်း၍ခက်ရှည်ရှည်ထားခဲ့သောဘူပေစရောက်သည်စံတုံငုတ်တော့ တန်တန်တန်နဲ့ကရုံးစတောက်ကျနေပေးတယ်။ပိန်ပိန်နွဲ့နွဲ့ကိုလုံးကိုရတဲ့တုတ်ခိုင်ကဝါဖြိုးနေတယ်။အပြုံးသိပင်ရခင်ကလိုရော်ရဲခြင်းနူးညံ့သိမ်မွေ့ခြင်းမရှိ။သူ၏အပြုံးသည်တင်းမှရင်းချက်လာဟန်ရှိတယ်။ပြောင်းလဲတာပြောင်းနေနဲ့။ကုံလုံးခဲ့တဲ့အချိန်တွေလည်းကြည့်ပါအောင်ဗျ။ကိုကျော်စွာသည်ခရိုင်မျိုးကြီးတစ်ခုတွင် ခရိုင်ရဲဝံကြီးတယောက်ဖြစ်နေတယ်။ရန်ကုန်သို့ တောင်ဝင်းနှင့်လာဟန်ရှိသည့်ဖြင့်ရဲဝံဆောင်ကို ခញ្ញားစွာဝစ်စင်ထားတယ်။ကိုကျော်စွာ၏အတန်သည်ရခင်ကလိုတိုးတက်ညင်သာခြင်းမရှိအတန်မှာကျဲ၍မလာသလိုထင်ရတယ်။ကျမမှလည်းအံ့ဩစရာရှိလျင် အလွန်အံ့ဩတတ်ပေတယ်။ရှင်ပြောင်းလဲတာကတော့ပလွန်မှာပဲရှင်။ကျမမျက်စိထဲတွင် ရှက်ဖြူအင်ကြီးတွင် ပိုပြော့တိုက်ပုံ အပေါ်ပုံဝေး၍နှသားရောင်ပန်းကောင်းဂရိဘာပုံတော်ဖနက်နှက်ပြရောင်နှင့်တက္ကသိုလ်ခဲမဆောင်တွင် ဇန်နီယာတင်းနေတော့ကိုကျော်စွာကိုမြင်မိတယ်။ကိုကျော်စွာအိကြောပြောင်းသွေလျာတော့လက်များသည်ပြုပွဲသောဇန်နီယာခလုံများကိုအတားအယာပြေလွှာတို့ကစားနေခဲ့တယ်။ခမားမောင်တော်ကမပါဘူးလား။သူဟိုဘက်တန်းမှာအင်ကြီးသွားရွေးတယ်။လာပါလိမ့်မယ်။သူများကိုကြည်လက်ညှိုးမထိုးနဲ့လေဗျာ။ကိုယ့်ကိုလည်းအရင်ကြည့်ပါအောင်။ခမားလူတော်အရင်ကလိုနိုင်ငံကြီးလုံးသေးရလား။ဟုတ်ဟုတ်ရှင်ရောသွားပြီထင်တယ်။ သူဘယ်တော့ကနိုင်ငံကြီးလောက်ခဲ့လို့လဲစင်ရဲ့ကျောင်းသားဘွားတော့ကကျောင်းသားလောကမှာကျောင်းသားအရေးလောက်တာပဲနိုင်ငံကြီးနဲ့ဖဆိုင်လို့လဲရှင်ဒါတော့မသိဘူးလေဗျာကျွန်တော်ခမားတို့နဲ့ကွဲသွားပြီမဲ့ခမားတို့တရင်ကိုအဝေးကကြားနေရတာဗျာခမားလို့ဟာခမားနဲ့ရပြီနိုင်ငံကြီးမလောက်တော့ပဲအစိုးရလာခါစားပဲလောက်တာရဲ့အရင်တော့ကတငယ်ချင်းတွေနဲ့တရုံယုံဖြုံးခဲ့သမျှပက်ဆန်ကြိတ်စုနေတယ်ဆိုတာရဲ့ စလိန်ဖြတ်တယ်ဆိုရယ်ခမောင်းကပါပဲဗယ်လန်းမှမတော်ဘူးဆိုရယ်စုံလို့ပဲဗျဒီတချီ तू ကကျမအားတွဲလေကျမလည်းဈေးလန်ထုတ်တော့နေတော့ကိုကျော်ဆွတ်အားငေးမောကြည့်နေမိတယ်ရခင်ကကိုနော်ကရနဲ့စစ်ကရက်ကို ရှိုက်ခွာခဲ့သူသည်ဈေးတန်တောက်တီကိုတွေ့ရသည့်ဖြင့်ကျုပ်ရဲ့ပိုး၍ရေကြက်သည်ဟိုထင်ရတယ်။ဒါထက်ရှင်အရင်တုန်းကလို ကြံရမဆက်တော့ဘူးလား။ ဘယ်ကြညာဖက်ဖက်ဗျာကြပြဆိုတာစိတ်ကူးအလုပ်ပဲကျွန်တော်လက်ရှိဘဝနဲ့ဘယ်ကြပြဆက်လို့ရမလဲတနတ်တိုင်နေရတဲ့လူတယောက်ရဲ့ဥနောက်ကဘယ်အနှုတ်အရင်ကြပြတွေထွက်လာနိုင်မလဲဗျာကျမကမူကိုကျော်စွာ တက္ကသိုလ်မဂ္ဂဇင်းများတွင်ရေးသားခဲ့သောကြပြလေးများကိုအလွန်ရှားနေတယ်လန်ဆန်မိုးအုံဖြဲဖြဲဖြူကတီနူးတော်တော်ရောင်စိမ်းရောင်သည်လွဲရောင်တနေရှင်ရဲအင်း မွေးစိန်မတာကီတီလှလျင်စိမ်းများထမင်းစီရင်ချီလျဲတီတီတွွတ်တွဲတလန်းနှွယ်တော့ဒါပေါ့လေရှင်မမမရဲ့အလှကမှတတစရာမရှိတော့ပဲအခုရှင်မမရင်တယောက်ရည်ချင်းမှုဌာနမှာလုပ်နေတယ်ရှင်သိလားဘယ်နဲ့ကျွန်တော်မမရင်လဲဗျာအခုတော့ရှင်မေးပြီပေါ့ကျမတို့ကိုကျော်စွာနဲ့တွဲလျက်ရှိခဲ့တော့မဆန်းရင်ကိုလည်းအမှတ်ရသေးတယ် မဆဲရင်မှာကိုကျော်စွတ်တဲ့သုံးနစ်ခံကြည့်တယ်။တက်ကတော့ကိုလက်ချက်ခံရဲ့အသည်မှကာရဗလာမို့ဖြစ်တယ်။ထောင်ထောင်မောင်းမှာရစ်ဆိုကြီးတဲ့ဘွယ်ထွားကြတဲ့ဖြင့်ကိုကျော်စွာနဲ့ဆန့်ကျင်ပဲဖြစ်တယ်။ကိုကျော်စွာနဲ့အမတ်မထင်ဂျင်းဒီသွားကြတော့အခါကိုကျော်စွာသည် မဆန်းရင်အလားဘွယ်ကို ဖွဲ့ဆိုလေတယ်။စင်စဲမဆန်းရင်အမိကိုမဆန်းရင်ဟိုပေါင်းတွေရှိတယ်။ကိုကျော်က စမ်းမှာစမ်းရည်လိုအင်းများရွေရင်မှာတိမ်မွေ့ခြင်းအနှစ်ကိုဖွင့်တော်ကြောင့်မစမ်းရင်ဟိုပေါင်းမှာဆိုလေ အထူးစမ်းလည်းဖြစ်လှလည်းလှပါတော့ကြောင့်ကိုကျော်စွာ၏သဘောတရားပေါ်လက်ခံလေတဲ့သို့တော့ကိုကျော်စွာ၏အချစ်ကုန်မှုပါမစမ်းရင်လက်မခံမေဟိုတချင်းဒီယခုခေတ်လိုသာခင်စားနေလျင် မောင်လေးရဲ့စိုးရိမ်မိတယ်ဟိုဆိုပေလိမ့်မယ်မစမ်းရင်အဖို့ကိုကျော်စွာတဲ့ မရင်ကျက်မဝင်ဖို့တော့အငုံများတာဖြစ်တယ်။ထို့စဉ်ကြပြဆက်ကောင်ဇန်နရအတီကောင်ကိုကျော်ဆွတ်အောင်နတ်စင်တော်ဟိုကျောင်းတော်သားများကတမုတ်ကြတယ်။ကိုကျော်ဆွတ်မှလည်းသူ့လူရဆွဲကမဆန်းရအောင်မောင်ဒါရုခင်ဟိုရှန်ညီ၍ကြပြစာပုံများသည့်အသေးနှလုံးကြောင့်မှယူစီထွက်ပေါ်လာလေ။ခင်းလဲခင်တွေကျင်းစပွဲတိတဲ့လေမြတ်ရှုမောင်ဒါရုခင်စူလာမသိဘူး။ ဟိုတုန်းကအလင်ကယူခဲ့တာတွေပါဗျာ။ကိုကျော်စွာတဲ့အချက်ပြေပြောလိုက်တယ်။ပြောရပြီတော့မင်း။သူ့ထက်ခုနှစ်နှစ်ငယ်သောဇနီးအလာလေးရလျက်သာသမီ၃ယောက်ဖခင်ဘဝတော့ရောင်းနေမိပါကို။အဲအဲ့ဒါတွေကိုကပြောင်းလဲတာပေါ့ရှင်။ကျွန်တော်ပြောင်းလဲတာကနွယ်နွယ်တော်တယောက်စစ်ဖို့မှဖြစ်လာတာလားမဆိုးပါဘူးဗျာ။ဟဲ့ကိုကျော်စွာမကြမီပင် သူတို့ရောင်းရင်းနဲ့အိုးစကားလက်ဆောင်ကြာသွားကြတယ်။ ဒီအခါကျမသည်ရွံရွယ်တော်၏အကြောင်းကိုတွေးဖွေရလာလေတဲ့။ရွံရွယ်တော်တယောက်စစ်ပေါ်မှဖြစ်သည်ဆိုတော့အံ့ဩစရာတပါပင်။ရွံရွယ်တော်နဲ့ဆက်လင်း၍ကိုမျိုးတက်မှသတိရလာပြန်နေ။ကျမတို့ကိုကျော်စွာနဲ့နှုတ်ဆက်ထွက်ခွာလာသေးတဲ့အောင် အတွေးမြင်တန်လျက်လာမိတယ်။အခန်းတော်လွန်ရတော်သည် ကိုကျော်စွာနှင့် တမျိုးရဲသူဖြစ်တဲ့အညာဒေတာတွင် ကြီးပြေလာသူဖြစ်တော်လဲအသားဖြူတဲ့ ဖြူဖြူသေးသေးရွံ့ရွံ့ကလေးဖြစ်တယ်။ပိန်လို့သဖြင့်ခါးချီလေးဖြစ်တယ်။မိကလေးများသည့်ထွာဆိုင်များရှိသောခါးကိုမင်မောရကရွံ့ရွံ့တော်သည်ငခိုသေးသည့်ခါးကိုလုံကြည်စာတအားစွဲတင်ကဝင့်လေတယ်။လူကလည်းပြော့တယ်။တက္ကသိုလ်ဆောင်နဲ့ဂျက်ဆင်ကူလီယံပင်ဟိုင်မွန်းနေတတ်တယ်။နေဘူးအနေငယ်များထိလျင်ဟဲ့ချိုချေကနှာစီတော်တယ်။လဲမမြန်ရှောက်လျင် Wi-Fi အောင်လာတတ်တယ်။ ဒီလိုချူချာချင်းနဲ့လာတော့မိကလေးမျိုးသည်တနက်အထုပ်ဘိုးထန်းကစီရင်လေးချင်ရမည်ဆိုတော့ကျမသည်ရင်းနှီးတော့အစာ တွေးကမိုးသွားမိတယ်။ကုံချင်းကြိုက်ခလောက်ကသိန်းများကိုရေတို့ကြော်လွားပြည့်တက်ရှာမိနေစင်စစ်အားဖြင့်မစီမဆိုင်ကျမမှဓာရီကိုတွေးဖို့စရာလည်းမဟုတ် လောဘကြီးသည်လူတွေတောင်းကြကြပြကြကြဖြစ်စေရန် ရေကန်အသင်ကြအသင်ဖန်စီပီဖြစ်သည်ဟုထင်နေသို့တော့အပြောင်းအလဲလေးများကိုတော့မှတ်တမ်းတင်ရမည်ဖြစ်တယ်မွန်းရွယ်တော့ကြောက်တက်လိုက်သည်မှလည်းအလွန်ပင်ဖြစ်တယ်ခူကောင်တီကောင်ကြွယ်အိမ်များဘိုးရက်ပါမကြမ်းကြောက်တက်တယ်ညအမောင်ကိုလည်းကြောက်တက်တယ်လျက်စီလက်လျင်နှိစရာမရှိ လေမုန်တိုင်းထက်လည်းအိမ်ပြုံးမှာတွေးပို့တတ်သူဖြစ်တယ်ယခုတော့မို့စစ်စိတ်စစ်သွေးပြေးဝါကား မေဗရက်လိုရဲရဲတော်သူဖြစ်နေပြီတော့တယ်။လောကကြီးတွင်ဘာမှပုံတိကားကြတွေ့လို့မရပါလားဟုတရားကြလာတယ်။လွန်လွယ်တော်နဲ့ပတ်သက်၍မျိုးတန့်ကို အမှန်ရမိတယ်မှာကိုမျိုးတန့်နဲ့လွန်လွယ်တော်ကိုကျမတို့အတိုင်းဝန်ကနောက်ပြောင်ခဲ့ကြတော့ကြောင့်ဖြစ်တယ်။ကိုမျိုးတန့်မှာကာယဗလာသမားတယောက်ဖြစ်တယ်။အရန်ငါးပေစတလက်မှာကန်ရှိကထွားကြတဲ့ကိုကာယပြတ်သားများဖြင့် ရေးစားခံရတော့ပြန်ပြီးနောက်အလေးမှချန်ပီယံလည်းဖြစ်ပြီးစကားပြောဟန်ဆိုဟန်သည်ဒုတ်တီတီနဲ့ပြတ်သားလိမ့်တယ်။ကိုမျိုးတန်နဲ့နွနွယ်တော်တို့ဤကွာခြားချက်ကို တွေ့လေလေကျမတို့ကစလေလေဖြစ်တယ်။ယူရောကလည်းကွာကို့ဒီလိုဟာချင်းနဲ့မစကြချမ်းပါနဲ့။ဂိုက်ကြီးဟိုကတင်မော်စီကိုလီကြနေတာပဲ။သူ့ကိုသူတော့ဘာအောင်မြင်ကြလဲမသိဘူး။ကိုစိတ်ထဲကတော့ကာယဗလာကြီးထွားတာဟာ အလေးအပင်တဲခိုင်းတဲ့နေရာကလွဲလို့ဘာအုံကြမှာလဲရွံ့ရဲတော့ဒီစကားပြောတော့အချိန်ကကိုမျိုးတန်ပြောစကားများကိုကြားပြီးဖြစ်တယ်ကိုမျိုးတန်ပြောပုံကိုကြည့်လို့ရုပ်ဘဝဗျာဘယ်တော့မှတာကောင်းမိခင်ဖြစ်မယ်ရုံမျိုးမဟုတ်ဘူးဗျာလှုပ်လေလှုပ်လေမှုတ်လိုက်ရင်ပဲဆိုတယ်လို့လည်းရုံမျိုးဗျာဘယ်နေရာတော့တုံးရမှာလဲထိုအချိန်မှစပြီးကိုမျိုးတန်နဲ့ရွံ့ရဲတော်တို့တစောင်းစင်းနဲ့မျက်ခြေဖြစ်ကြတယ်နှစ်ယောက်သားဆန့်ကျင်ဘက် အစွမ်းရောက်ကြတယ်။ရွနွဲကညာနာကို အသားပေးလွန်ကကာယကိုကယုံမဆိုင်။ကိုမျိုးတန်ကကာယလောက်သာအားထား၍ညာနာကိုဥပေက္ခပြုတယ်။တယောက်ကပညာတော်သလောက်ပိတ်ကြည့်နေကအမြင်စေထိုးနေရတယ်။တယောက်ကမှလူချမ်းပါသလောက်စောင်းမီးပွဲတစ်ပုံပုံကြတယ်။နောက်ဆုံးရွနွဲတော်ကစစ်ဘုံမှာတယောက်ဖြစ်လာတယ်။ကိုမျိုးတန်ကမှမယုံနိုင်စရာ စာရေးဆရာတယောက်ဖြစ်လာလေတယ်။ ရခိုင်ကအညောင်းအညာကိုကြောက်လာတော့ကိုမျိုးတန်းသည်အညောင်းခံရဆုံးသော စာရေးဆရာဘဝတို့ကူပြောင်းတည်မှလောကဤရက်လက်ကစားခြင်းဖြစ်တယ်။အခန်းလေကိုမျိုးတန်းသည် စာပေနယ်ရယ်စွန်လေတယ်။အလေးမှတော့လက်သည် ကလောင်တန်ကင်လာတော့အခါသူ၏စာများသည်နှူးတယ်၊နှဲ့တယ်၊ရှင်းတယ်။ပန်းမွေလေးများအကြောင်း၊ကျင်းငယ်အကြောင်း၊လအကြောင်း၊တက်ပင်အကြောင်း၊စံကြောင်ကလေးများအကြောင်းကို အလွန်ဖွင့်နှွယ်တယ်။ အသက်မရှိသောပန်ကလေးများစကားပြောဟန်စမ်းချောင်းကလူတွေ၏အတင်းဆိုဟန်ရေကြီးကလူတွေအားတယောရေဟန်များကိုတက်ရှိသပွဲဖွဲ့နှွယ်ရေးချဲ့ထားရနိုင်တမာရီကုံရောက်သည်ထင်နေစကလုံးရွေးချဲ့တီကုံးပုံလှသည်ဖြင့်တတာရကုံလည်းရောက်သည်ဟုဆိုရပေမယ်ဘယ်နဲ့ကျွန်တော်စာတွေကိုအာမနာတာဝေဖန်ပါအောင်ဗျသူတည်ကျမတို့အိမ်တို့တခါတလေလာရောက်လျင် ဝေဖန်ခြင်းများတောင်းခံတတ်တယ်။ကျမတို့နဲ့ပြောမနာဆိုမနာခင်းလဲခင်းနေ။ကျမအထူးထွေတော့ဝေဖန်တတ်ဖို့ရှင်။ကျမမြင်သလားပြောရမယ်ဆိုရင်တော့ရှင်းစာတွေမှာတင်စားချက်တွေများလို့နေ။တမာရီကုံမြောက်တဲ့အရင်မျိုးတော့မှန်ပါရဲ့။ပဲမင်းလေးတွေစကားပြောတာ။မြည်ရီကငိုရာတွေဟာတကယ်လေးဖက်ရတာတမျိုးကြီးပဲ။တိတ်တည်လုံးနေတယ်လို့ပဲ။ဖက်လို့တော့ကောင်းပါရဲ့လေ။ဒါပေမဲ့တကယ်ဖြစ်တယ်လို့မခံစားရပဲ။ ခြေတော့ဟာမြေကြီးကရွေ့ရွေ့ကွာသွားတယ်လို့စာဖတ်ရင်ခံစားမိတယ်။အော်ကျမပြောတာစိတ်လည်းမရှိနဲ့နော်။ကျမမြင်တာကိုပြောရတာ။ကိစ္စမရှိပါဘူးဗျာ။အဲ့လိုတင်စားတာတွေကအသားမဟုတ်လားဗျာ။ကျမညံမမိဘူးဆိုရင်ဆိုတော့ရှင်။ဒီလိုဖွင့်ရတာဟာကြပြာတော့စာညွန့်လို့မှဆိုရင်အသားပဲ။ကြပြာစာညွန့်မှဒီလိုဖွင့်ရမှလည်းဖတ်လို့ကောင်းတယ်။ဝိဓုမှာ ဒီလိုဖွင့်ထွက်တာကျမမကြိုက်ဘူး။စာရေးဆရာတိအော်စကာဝိုင်းကကြောင်လို့စကားပြောဟန်ရေးတာတော့ခြွင်းချက်ထားရမှာပေါ့ရှင်။တခါခါရှင်ရေးတဲ့အိုနှင်းစီရဲ့ဝတ္ထုထဲမှာနှင်းစီတန်းပွင့်လေးစကားပြောတာဆိုရင်အင်မတန်အဖို့တန်တဲ့အဘိဓမ္မာစကားတွေပဲ။ဒါပေမဲ့နှင်းစီပန်းလေးဟာဒီလောက်သိမြင်ရသလားလို့တန်တရားဖြစ်မိရဲ့။ပြီးတော့ဝတ္ထုအင်္ဂါရဖြစ်တဲ့ဇလန်းဇက်ွက်လည်းမရှိဘူး။ ရှင့်လိုနာမည်ကြီးတယောက်ကရေးလို့တာမဂ္ဂဇင်းမှာဖော်ပြတာပဲရဲ့လို့ကျမထင်မိတယ်။ဒီလိုနေရာမှာခင်ဗျားနဲ့ကျွန်တော်အယူအဆချင်းကြွားပြန်နေကျွန်တော်ရဲ့ဆိုလိုချက်တင်ပြချက်ကိုနင်းစီကတစင်တင်ပြတာပဲဗျာ။ဒါကတော့လူတကိုအမြင်တစ်မျိုးပေါ့ရှင်။ကျမစိတ်ထင်တာပြောရမယ်ဆိုရင် ရှင်ရဲရတွေဟာတခါတလေအတွေးခေါင်းတော့နေအတွေးနေလုံးနေရှင်ရဲတလောက်စဖက်ပြိတ်တဲ့လက်မိမိမှာစိုးရတယ် ျမတို့ကတော့အားလုံးနားလည်အောင်ရေးစေချင်တာပဲစာဖတ်သူများဖို့အတိအညာပေးကြည့်ရင်လေကိုလိုရာမသိမသာဆိုးခေါ်သွားပေါ့စာဖတ်တဲ့လူတန်းစားထဲမှာအောက်တန်းလွာကအထက်တန်းလွာအထိပါဝင်တာပဲစိုက်ကားသမားများဆက်လက်သမားလေးများပါဇက်ဟောင်းလောက်နဲ့နားမလည်နိုင်မဲ့စာမျိုးကိုမြည်စေလိုဘူးရှင်ဒီတခါကိုမျိုးတန်းတီမိသုံးမြပြန်လဲမချိပါပဲရှိတယ်သူတီကျမဝေဖန်ချက်ကို ကြိုက်မြင်မထင်ပေသူပြန်သွားလျင်ကျမ၏ခင်မွန်းတဲ့ကကျမအားဤသို့လူတစ်ဖက်သားကိုအာမနာတန်ဝေဖန်ရမည်လားဟုဆိုလေကျမသည်ဘာမဆိုဝမ်းတယ်မထားတဲ့စကားပြောပြောစာရေးရင်ခက်ပွင်ပွင်ရှိချင်းပြောတတ်ရေးတတ်တဲ့ဖြစ်တခါတရံအတော်တရီထားနေရတယ်ကိုမျိုးတန်လည်းကျမတို့အိမ်သို့အလဲအပန်းမလာရောက်တော့ချေညတစ်ခုတွင်မတော်တဆဆုံမိသည့်အခက်တွင် ရှင်နိုင်ငံရေးသမားငလုံးနဲ့နော် ရှင်မခဏရေးမရှိဘူးဟုပြောမိအောင်ပြောလိုက်တဲ့အခန်းကနိုင်ငံရေးဆိုသည့်စကားနဲ့တွေ့လျက်ကိုအောင်ခင်းရုပ်သွင်ကိုထင်မြင်လာပြန်တယ်။ကျမတို့ဤဓာတ်ပုံစာအုပ်အဟောင်းထဲတွင် ကိုအောင်ခင်းဓာတ်ပုံကိုတွေ့မြင်ရပြန်တယ်။ကိုအောင်ခင်းမှာကျောင်းသားနိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်။ကျောင်းသားဘဝတွေကနိုင်ငံရေးလှုပ်တော့ကြောင့်ဤသို့သမိုးရခြင်းဖြစ်ပါတယ်။ကိုအောင်ခင်းသည်သူတို့ခေတ်ကကျောင်းသားလောကတွင် နိုင်ငံရေးနဲ့ပတ်သက်၍အလုံရှားဆုံးဖြစ်တယ်။နိုင်ငံရေးသမားကြီးရုပ်သွင်သည်သူ့တွင် လာပြီးထင်ဟန်နေတယ်။ဘိုကေဖွာရရာပြည်နေတိုက်ပေါ်အင်ဂျီချီလုံကြီးအကွက်စာအုပ်ထုများနဲ့ဖိုင်တွဲအမြဲလက်တွင်ပိုက်လျက်ရှိတယ်။တက္ကသိုလ်တွင်မစာပေတင်ကြားရန်နဲ့ပတ်သက်၍ထောက်ခံပြောဆိုခဲ့တယ်။ကမ္ဘာညဉ့်ညာရေးနဲ့ပတ်သက်၍လည်းအတော်လေးစွတ်စွတ်ပူပူစာရွက်လျက်ရှိတယ်။ကိုအောင်ခင်သည်ကုမျိုးတက်နှင့်တခမ်းနေနေကား ကျမတို့နဲ့လည်းခင်မင်းနေကိုအောင်ခင်တင်သူတို့ရဲ့အခန်းတွင်လီနေစတာလင်ပုံကြီးများကိုနိုင်ပေါင်းနှင့်ခြေဆွဲထားသဖြင့်ကိုမျိုးတန်နှင့်တကြက်ကြက်ရန်ဖြစ်ရလေအခန်းကကျင်းပြီးရှော့ရရဲကြားရဲဗျာဟုညင်ညူလေတယ်ရရှားမှာတစ်ခေါက်ပြန်လာချိန်၌ကိုအောင်ခင်တင်ဘောင်းမီရှင်နဲ့နက်ကတိုင်လက်စည်းကိုခါကမချုပ်ဘဲရှိတယ်ကာဝဲများတွင်မိကလေးများနှင့်ရင်ကျင်းအလျက်တွဲကားတတ်သောကိုအောင်ခင်အားတွေ့ရပေတယ် ကျောင်းမှထွက်တော့အခါကိုအောင်ခင်သည်အစိုးရဌာနအသစ်တစ်ခုတွင်ဝင်ရောက်အမှုထမ်းလျက်ကိုအောင်ခင်မှာလာခကြည့်တော့ယာရိုးကြီးကိုတိုက်ရိုက်ရလျက်မြားဝကြမိအမေရိကသို့စီမံကိန်းအသစ်အရာတွားရောက်ရလျက်အမေရိကန်မှပြန်လာတော့ကိုအောင်ခင်သည်တပြစ်လဲလိပြီးတရေကြပြက်တာတရတော်လဲအယောင်ပြောင်းလဲခဲ့တော့ကိုအောင်ခင်အားလူချင်းတကောင်မှစုံစည်းရတော့ပြီဖိုကေစုတ်ဖွားဖွားပင်ဒီတိုက်ပုံဝက်လျက် ရိုက်ထားသောကိုအောင်ခင်တပ်ပုံမှမူကားအနှဲငယ်ဟောင်းနှမ်းနေပေပြီအတိတ်ကာလသည်ဝေးစွာသော အရက်တွင်ကြံ့ရခဲ့၍ရှေ့တွင်အနာဂတ်ကာလ၏ပြောင်းလဲခြင်းကိုရှေ့ရှုရန်သာရှိတော်တယ်။ကောင်းသောပြောင်းလဲခြင်းရှိသလိုမကောင်းသော ပြောင်းလဲခြင်းရှိ၏။ဤသည်ကောင်း၏ဤသည်မကောင်း၏ဟုကျမမှာဆုံးဖြတ်နိုင်ရန်အင်အားမရှိပေ။အခန်း၆ကျောင်းတော်ကကိုအောင်ခင်နိုင်ငံ၏လှုပ်ချိန်၌ခက်အေးအေးမှန်မှန်နေကား စာလောက်သာအဓိကထားပေကိုအောင်ခင်နိုင်ငံရေးအလို့ရန်နာ၍ခက်အေးအေးပေါ့ပေါ့နေကမှနိုင်ငံရေးကိုအပြင်းထန်လုပ်သူက ကိုဖေးမြင့်ဖြစ်တယ်။ကိုဖေးမြင့်နဲ့ကိုအောင်ခင်တို့သည်ရဝကျုံးပေါ်မြို့ကြီးတပြိုတည်းသာဖြစ်ကြတယ်။ကိုဖေးမြင့်သည်တက္ကသိုလ်နယ်မြေတွင် စာချဖို့အမိခံကစာလောက်သာအားထားသူဖြစ်တယ်။စာမှန်မှန်စူးစမ်းကမှန်မှန်ဖတ်တယ်။စာအပြင်ဘာကိုမှစိတ်မဝင်စား။ကိုအောင်ခင်မှာ သူ့လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ရန်ကိုဖေးမြင့်အားဆွေမရသဖြင့်အလကစောက်တုံးကြမဲ့အကောင်မဟုတ်ဘူးဟုဆဲလို့ခြင်းနေတယ်။နိုင်ငံအရေးကလည်းဒုအရေးပဲကွာဖေးမြင့်ရ။ဂျာဝမင်းကလစ်လျူပြုတ်မယ်ဆိုရင်အေတင်သားများပြောသလိုလူပြင်းလူညံ့လူအန်တာလူမနွားပဲကွာဟုမကြခနာနားချလေရှိတယ်။ဖုံးလဲတခွင်လူပောင်တွင်ယုံကျင်စရာမရှိတဲ့ကဲ့သို့ကိုဖေးမြင့်သည်ចောင်းသားလူပြိုဘွားက လုံးဝစိတ်ဝင်စားခဲ့သောနိုင်ငံရေးကိုကြောင်းထွက်ပြီးကလေး၃ယောက်ဖိအေးဖြစ်မှနိုင်ငံရေးနယ်ထဲသို့ခြေဆောင်ပြည့်ဝင်ခဲ့တယ်။ကြောင်းတော်ဟာစာတော်သူဖြစ်၍အင်္ဂလိပ်စာကုန်တိုးယူကပြီးအောင်ခဲ့တယ်။ကြောင်းထွက်လျင်ထွက်ခြင်းအလောက်ကန်တဲ့ပါနဲ့အခြေတကျဖြစ်လာတယ်။မိမလာပညာတတ်တယောက်နဲ့အိမ်အောင်ကြတယ်။ထိုမိကလေးအမည်မှာပဲ့ကီဖြစ်တယ်။ပဲ့ကီမှာကြောင်းနေစဉ်ကအလွန်ပွေခဲ့သူရှုပ်ခဲ့သူယောက်ျားများ၏တန်းလုံးကိုကလိကစားခဲ့သူ ဖြစ်တယ်။ထို့သူသည်လူရိုးလူအေးကိုဖွေမြင့်နဲ့တွေ့ရောတပြည့်လဲတွေပဲ။ဇပင်ဖွာရရာရင်ပုံချွန်ချွန်နှခင်းဆေးထူလပြည့်ဆိုလျက်ပါးနေထွေနဲ့တောင်းမြဖနဲ့အစည်းကကော့ပြန်နေခဲ့တော့ပက်ကီသည်ဇပင်နောက်တွဲယူယူအင်းကြီးထူထူတနခါရေကျဲလေးလဲကြလာတော့ပက်ကီဖြစ်လာတယ်။ကလေးတော်ရောင်မိခင်ဘွားရောက်လာတော့စိုးပွဲရမရှိပကတိတည်ငိမ့်လာတယ်။ ခရိုင်ရဲဝန်ကြီးကိုကျော်စွာနဲ့နောက်တစ်ခေါက်တွေ့လာချိန်၌ကိုဖေးမြင့်တင်ပါလာလေကိုဖေးမြင့်တရားကိုထောင်းထဲမှာ သူ့ face ကမသိဘူးဗျကျွန်တော်စိတ်မကောင်းဘူးဗျဒီလူကြောင်းတော့ဟာတိတ်အေးတာပဲနော်အသားညွညွအရာပြက်ပြက်နဲ့အမြဲအေးအေးဆေးဆေးနေခဲ့သူ ကိုဖေးမြင့်ကိုတော့အမှန်ရလေတယ်အေးဗျဘလို့ဖြစ်တယ်မသိဘူးကိုကိုချုံးကိုပို့ရင်ပို့မယ်ဗျသူမိမပက်ကီတောင်မိုးလို့ယူလို့လိုက်လာသေးတယ် ခက်တာကကျွန်တော်တို့လည်းဘာမှမတွက်နိုင်ဘူးဗျမကြမီကိုခွေမြင့်ကို ကိုကိုကြောင့်ပို့ကြသတင်းစာတွေတွင် ရှင်းပြနေစာမှာပါလာတယ်ကိုခွေမြင့်သည်ကြောင်တော်ကနဲ့စာလျင်ဘွားဖေးနေတယ်သူ၏အပြုံးသည်ရခင်လိုပွင့်လင်းခြင်းမရှိပြိုးဝဲနေနေလာပေတယ်သူ၏ဝမ်းထဲတွင်ဘာတွင်ရှိသည်ကိုကျမအမှန်စာတက်ပြီကျမ၏စိတ်၌မိမသားပီပီ ပက်ကီနဲ့ကလေးသုံးယောက်ကိုတနာနေမိတယ်ပက်ကီမှာပညာတတ်တယောက်ဖြစ်တော်လဲ ကလေးများလာတဲ့နဲ့မနိုင်မနေဖြစ်ကအလုံးမထွက်လာရတယ်။ပက်ကီနဲ့ကလေးတို့ရမှာယောက်ကမနဲ့မိဘများကအနိုင်နိုင်ထမင်းတွေးထားရတယ်။အခန်းခွနေဘိုးချုပ်စေးသည်ရှေခေတပြားဟောင်းများပြန်လဲဖွင့်ရာဒေသဖြစ်တယ်။တက္ကသိုလ်သမဝရမဆိုင်တွင်ကိုအောင်ခင်တို့လူများနဲ့လည်းတွေ့ဆုံနေ။ကိုအောင်ခင်မှာအစီတထက်အသားတထက်နဲ့ဝါဖြိုးနေတယ်။ဟေရမန်ကားကလေးကို သူကိုယ်တိုင်မောင်းနေလာတယ်။ သူ၏ဇနီးတဲ့သည် အလွန်ခက်ဆန်မှုပေါ့တယ်။ကျမတို့အားရေကာမောကနဲ့ဟဲ့ဟဲ့ပဲ့ပဲ့နှုတ်ဆက်လေတယ်။နောက်ဘက်ကီကိုတွေ့တယ်။ဘက်ကီမှမူပိန်ချုံနေတယ်။ကလေးငယ်တယောက်ကိုလက်ဆွဲကနှုတ်စီတကြားလာထုတ်တယ်။ကျမတို့မှာတလသာပစ္စည်းများဝယ်နေရသဖြင့်ရုပ်တရက်မပြန့်ဖြစ်သေး။တို့ကြောင့်ဘက်ကီတယောက်အတုပ်ပိုးများနဲ့စိုက်ကားစီးကပြန်ဒီကို တွေ့ရပြီ။အော်ဘက်ကီဘက်ကီ ရခင်ကခြေတော်မကြပဲ။ ကားတဝေဝေးနဲ့သွားလာခဲ့တယ်။ဖားခင်စောပြီးနောက်ကိုဖေမြင့်နဲ့ရကြတဲ့ကအခြေအနေပြည့်ရင်းကဆင်းရဲရရှာတယ်။အထယ်တန်းတွေမှာကိုမျိုးတန်းနဲ့သွားဆုံတယ်။ကိုမျိုးတန်းမှာအိမ်တော်မပြုသေးပေ။ကျမတို့အိမ်လည်းအကျောင်းပေါင်းနေကနေခဲ့ဒီမှာအတော်ကြပါပြီ။ရွံ့ရွယ်တော်လဲအိမ်နာမကြတဲ့တဖြစ်ရွံ့ရွယ်တော်နဲ့ယူကြလျင်ကောင်းမှာပဲဟိုစိတ်ထဲတွေးတောနေမိတယ်။ရွံ့ရွယ်တော်တယောက်အသက်ရှင်ပေအောင်မင်း။ရွံ့ရွယ်တော်အကြောင်းတွေးခြင်း ဒါဟာပြင်စေတဲ့တွင်မွန်ရဲတော့အာတွားတွေ့တယ်။တစ်သေးဆုံးဆိုင်ထဲတွင်မွန်ရဲတော့အာသူ့အဖော်စစ်ဘိုမားများနဲ့အတူတွေ့ရတယ်။ကြံတန်ခက်ထန်သောစေဝစ်စစားများပေါ်ချုပ်ခါအဝယ်အစားအလှအပများစေတာထားသည်ဖြင့်မိမွေလည်းများ၏အလှသည်ပေါ်လွင်နေ၏။မွန်ရဲတော့မှဝါလာသည်ဖြင့်သူ၏အလှမှထူချာတောက်ပြောင်လာတယ်။ဒီနေ့တော့အံ့ဩစရာပါကွာနွဲ့နွဲ့ရ။တီဟောင်းကျွမ်းဟောင်းတွေနဲ့ကြီးစုံနေတော့တာပဲ။ ညနေကားတွင်ပဲဘူချုံစေးမှာဟိုအောင်ခင်တို့ဘက်ကီတို့ကိုမျိုးတန်းတို့လူတိုင်းနဲ့တွေ့ခဲ့တည်တယ်ကိုဖြစ်အဲ့ရောဟုတ်လားနောက်ပြီးကိုမျိုးတန်းနဲ့တွေ့တဲ့အခါရွံ့ရွံ့တော့အကြောင်းစဉ်းစားလာတာစဉ်းစားလာတော့ယူကိုတွေ့ရတော့တာပဲဩရွံ့ရွံ့တော့စကားများများမပြောနိုင်တာကို ထောက်တော့အတိတ်ဆက်ကြောင်မှုတွားွားကို တွေးမြင်ရန်ရှိရင်ကိုမျိုးတန်းကယူအကြောင်းတွေပြောပါတယ်ယူတို့နှစ်ယောက်ဘသူဘသူမှအိမ်အောင်မပြူရသေးတော့ ဇလန်းကစက်ရံရှိသေးတယ်ပေါ့ကွာအမလေးလေမလို့ပါနဲ့ကွာအရင်တော့ကတော့နှိဆက်တာအခုတော့အဝေးကြီးတိတ်အပြော်မကြည့်နဲ့အောင်နဖိုးစာရွာလဲဆိုတဲ့စကားရှိသေးတာပဲဟွန်းဟွန်းကိုအဖိုးတော့မလဲတော့ဒါတဲ့သူစာရေးတယ်မဟုတ်လားအေးသူစာတွေယူဖတ်သလားဖတ်တယ်ဒီလူကြီးကလူသားမုန်းစရာကောင်းတာသူစာတွေကတော့ရှစ်စရာကောင်းတာပဲသူစာတွေကတော့ကိုကြိုက်တယ် လူပါကြိုက်လိုက်ပါကွယ်နွဲ့နွဲ့တော်သည်နှာခေါင်းရှုံကရှင်းမောနေတယ်နွဲ့နွဲ့တော်ဤမျက်နှာသည်ရခင်လိုပြုံးမြင့်စေဖြစ်တယ်ဓာတ်ထက်ရဲ့ဟိုတနေ့ကနွဲ့ကိုကျော်စွားနဲ့တွေ့တယ်ကျင်ကျန်တတန်ကြီးဖြစ်လို့ကွာအရင်တော့ကယုံမျိုးပေါ့မဟုတ်ဘူးအမေတကူကလူဖြစ်လို့ကွယ်ယူစစ်တဲ့ဝင်တော့လေကိုကျော်စွာကတန်အော်ဖြစ်လို့လူဆိုဒီမှာကိုကိုကိုမြင်နိုင်ခဲ့တယ်ကိုပြောင်းလဲတာကိုမြေစားမိတော့လဲ သူများပြန်လဲတီကိုတော့မြင်ထက်ပေးတယ်။ကျမတို့ရှေးအောင်နောက်ပြေများကိုအတော်ကြာစမြုပ်ပြန်ကြတယ်။ကျောင်းနေစဉ်ကပေးခဲ့တေးခဲ့ပုံလေးများလည်းပါတယ်။ယူခဲ့နောက်ခဲ့တာတွေလည်းပါတယ်။တီးခဲ့ကြီးခဲ့တာတွေလည်းပါတယ်။ကျမတို့နှုတ်ဆက်လက်ခွဲကနေဆက်ဆဲတွင်မွန်ရွယ်တော်သည်အမတ်မထင်ကိုမျိုးတန့်ကိုဘယ်မှအလုလုကြောင်းမေးတယ်။အေးပြောတော့မကြိုက်ဘူးဆိုဒီလိုတော့စိတ်ဝင်စားသလား။အိုးယူကလည်းဖြစ်ပါပြီ။ကိုမေးတာနဲ့ ကြိုက်မကြိုက်နဲ့မဆိုင်ပါဘူး။ကိုကသူ့ကိုစာရေးဆရာတယောက်အနေနဲ့အချာအလုတ်လုတ်သေးလားသိချင်လို့ပါ။နွယ်နွယ်တော့အနှဲငယ်ကျွဲမိတို့သွားတယ်။ကိုမျိုးသားတယောက်ဟာတော်တော်ရင်တော့ခေဇက်ဝင်ရရှိတယောက်လောက်တော့ဖြစ်နိုင်ပါရဲ့။ဒါပေမဲ့သူဝဒနာပါတဲ့စာပေနည်းနည်းလေးနှိစက်အောင်ဆိုပြီးရုံးမှရုံးအုပ်ဝင်လုပ်တယ်။ကျမနဲ့နွယ်နွယ်တော်တို့လမ်းခွဲသည့်အခါမောင်ကြီးစပြောနေပြီ။အခန်းရှင် စာရေးစရာတို့ဖန်တီးတော့ဝိတုထဲမှာဆိုရင်တော့ရွံ့ရွယ်တော်နဲ့ကွန်ပျူတာတို့ကို မတွေ့တွေ့အောင်ကြံဖန်နှိစက်ပြီးချစ်စီကြိုက်စီမယ်ရကြစီမယ်မျိုးနှစ်ယောက်တို့၏စိတ်နေတဘာဝစန့်ကျင်သောအယူဆများကိုဖော်ပြရေးသားကသူတို့၏တွေ့ကြုံစုံစည်းသောအဖြစ်ကိုဇလန်းစင်ရလင်ဝိတုတို့တပုတ်တော်ရှာကောင်းနေစာရေးခြင်းဆိုဒီမှာလဲမစမ်းသောဖိယကိုအစမ်းတကျဖြစ်လေအောင်စမ်းကြသောအဖြစ်ကိုရိုးရိုးဖြစ်လေအောင် တင်ပြရသောအတတ်ပညာဆိုသည်မဟုတ်လားဤသို့ပင်ရှိသည်တကယ်ဖြစ်ရတွင်မွန်ွယ်တော်နှင့်ကိုမျိုးတန်တို့မညာကြပေမွန်ွယ်တော်ထံမှဖိတ်စာရောက်လာမှ သူပြောခဲ့သောကိုမျိုးတန်နှင့်သူအဝေးကြီးဟူသည့်စကားကိုသဘောပေါက်မိတယ်မွန်ွယ်တော်ဤသူတို့သားလောင်းမှစစ်ဖက်မှဘူကြီးတူပင်ဖြစ်တယ်အခန်းကို စိတ်ဖက်ဖက်ကပြောပင်တို့သည်ရေယူရာတိမ်ရင်းရွယ်နေတယ် ျမတို့ပြောင်းလာခါစားကမပြောပေများမှာမြေစည်းကန်လျက်ပောက်ခါစားလေးများရှိသေးတယ်။ယခုမှမပြောပင်တို့ရင်ထွားလျက်အဖိုးအပွင့်အသေးတို့နှင့်ဝေဝေဆာဆာရှိတော့တယ်။နေရသောအဖိုးတို့သည်ကြီးထွားတန်ဆွမ်းလျက်ပင်လုံးညွတ်မြငရုံအောင် ပွင့်ဖို့လျက်ရှိတယ်။အသေးတို့သည်အခိုင်လိုက်ပင်လုံးလေးဤအောင်သေးနေတယ်။မနေ့တနေ့ကလို့အပြုံးမဖြစ်သေးတော့ဟင်းကလေးတယောက်သည်ယခုသားတွဲလောင်း အမိတွယ်လောင်ဖြစ်ခြင်းဖြစ်မယ်။ကျမတို့တဲ့အသက်မကြီးသောလူကြီးသူကြီးများကကျမတို့ကို တွေ့ရသောအခါနင်းတို့များဟိုတုန်းကကြံတို့လေးနဲ့ဘောင်းမီလေးဝဲပြီးပြေလွာကစားတော့အခုတော့ဟဲ့တို့များနင်းတို့ကိုတွေ့ရရင် ကိုကောကအမှန်ပေါ်တတိပေးနေတယ်လို့ပဲဟိုရင်းသက်ရှုံမဆိုကြတယ်။ဒီတော့ပြောင်းလဲခြင်းကိုကျမဆက်၍ပြောစရာမလိုတော့ဘူးထင်ပါတယ်။ပြောင်းလဲခြင်းမတည်မြဲခြင်းတို့သည် ကဘာဤဤရာမတရားများသာဖြစ်တော်တယ်။ဟုတ်ကဲ့ပါရှင်။စာရေးဆရာမခင်ဆွေဦးရေးသားထားတယ်။ဘုံလက်တခွင်ဆိုတဲ့ဝတ္ထုတို့တွေကဒီညလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။